โอเคဆိုတော့ကျွန်တော်ဒီနေ့မှာပုံမှန်လုပ်နေကြတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ပစ္စည်းလေးတခုရှိတယ်အမွှေးရိုက်တဲ့ပစ္စည်းလေးပေါ့เนาะဆိုတော့ကျွန်တော်ပြောလိုက်မယ်အမင်းကလည်းကောအမွှေးရိုက်တယ်မြတ်ကျုံနဲ့ဇွိဇွိဇွိဆိုကောက်ဆွဲလိုက်ရင်ပြီးနေရပဲဆိုပြီးတော့ပြောလိုက်မယ်โอเคโอเคခင်ဗျားတို့ပြောရလေမှန်တယ်เนาะရတယ်အဲ့လိုလဲလုပ်လို့ရဒါပေမဲ့ electric shaver ဆိုတဲ့ကောင်ကြီးမှလေသူ့ဟာနဲ့သူအသာချက်တော့လည်းရှိတယ် ကျွန်တော်ဟိုးရင်တော့ငါ electric shaver တွေသုံးခဲ့ဘူးတဲ့ဒါပေမဲ့နောက်ဆုံးကျတော့မသုံးဖြစ်တော့ဂျုတ်တင်နေပဲပြင်ရိပ်ဖြစ်တယ်ပေါ့နော်အဓိကပြဿနာအဲ့ဒီ electric shaver တွေကတော့ကြီးတယ်လေးတယ်ခီးတွေဘာတွေတွားရမယ်ဆိုလို့ရှိရင်ဒီကောင်တဲ့သွားခက်တယ်ပြီးတော့အရင်ကကောင်နေရအဲ့ဒီကောင်နေကိုအချာချင်းအပြန့်သွင်းမှုအတွက်ကိုတူးပင့်အနေနဲ့အသွင်းရတာသူကဟိုအသွင်းချိုးတက်တက်တွေပေါ့ဗျာတကောင်နဲ့တကောင်နေကလည်းမတူဘူးဆိုတော့ချိုးရိုးတက်တက်တဲတဲသွားရတယ်ပေါ့နော် ဘယ်လိုခေါ်မလဲတက်တောင်းတက်တာဖြစ်တယ်ဆိုတာထက် convenience မဖြစ်သွားစီပဲနဲ့အလုတ်ပိုသွားစီတယ်ပေါ့ဆိုတော့ဒီနေ့မှာကျွန်တော်ပြောပြမယ့် shape ကကျတော့အဲ့ဒီပြဿနာတွေတော်တော်များများဘူးဖြေရှင်းပေးနိုင်တယ်ဆိုတော့သူ့ရဲ့နာမည်က G Idea Z1 Mini Electric Razor လို့ခေါ်တယ်ဆိုတော့ဒီ brand နဲ့တခြားအရင်မိတ်ဆက်ပေးမယ်ပေါ့နော်သူကတခြားသော power bank တို့ power station တို့အာ bluetooth speaker တို့ TWS တို့ထုတ်တဲ့ company သူ့မှာ accessory ပေါင်းအမျိုးစုံရှိတယ်သူကဈေးခွက်ထဲမှာ GACC ဆိုတဲ့နာမည်နဲ့ဖြန့်တယ်ဆိုတော့ Facebook page တွေကဒီမှာဗျာအဲ့လိုမျိုးခေါ်ကြတယ်ပေါ့โอเคဆိုတော့ကျွန်တော်ပစ္စည်းကြောင်းဆက်မယ်ဆိုတော့ဒီ Z1 mini ဆိုတဲ့ကောင်ကကျွန်တော်မြင်ဘူးတမီးအအထဲမှာအသေးဆုံး compact အဖြစ်ဆုံး convenient အဖြစ်ဆုံး electric shaver ဆိုတော့ compact ဖြစ်တာတော်တော်ဖြစ်တယ်ပြီးတော့ weight ကစီးစီးပိုင်ပိုင်လေးရှိတယ်သိလားအဲသေးပေမဲ့ရန်ကြီးမပေါ့နေဘူးဆိုတော့ဒီ size မှာ155 gram တော့ခင်ဗျားတို့ဘလူနေမလဲကိုခံမှန်းကြည့်လို့ရတယ်ဗောနော်အဲ့လိုမျိုးကြစ်ကြစ်လေး body လေးနဲ့ weight စီးတာလေးနဲ့သူ့ရဲ့ဒီ chrome finish aluminum body လေးနဲ့ဟာတော်တော်လေးကို premium looking ဖြစ်တယ်။ဘာနဲ့တူလဲဆိုတော့အဲ့လိုအဲ့လို clanky clanky ထိတွေ့လေးတွေက zippo music ကလေးကိုကင်ဆောက်နေရသလိုပဲဗျာဒီလား ဆိုတော့ညဒီကောက်မှာဟိုဒီလိုမျိုး chrome finish နဲ့ပဲရှိတာလားဆိုတော့မဟုတ်ဘူးနောက်ထပ် colorway နောက်တစ်မျိုးလည်းရှိတယ်ပေါ့နော်ဒီကောက်ကကြတော့နည်းနည်း matte finish လေးနဲ့ပေါ့ material ရတော့အတူတူပဲဒီကောက်လည်း aluminum body ပဲ all aluminum body ပဲအတန်ဒီလည်းအတူတူပဲအာဒီကောက်ကတိတ်ပြီးတော့လက်ရမထင်တော့ဘူးပေါ့ဗျာပို့ပြီးတော့ clean looking ဖြစ်တယ်ပေါ့ဒီကောက်ကကြတော့ flashy flashy ဖြစ်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့အာ unit ရဲ့ညာဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် power button လေးတွေ့ရမယ်ကက်ရှက်နှိမ့်လိုက်ရင်ဖွင့်တယ် ောက်တစ်ချက်နှိမ့်လိုက်ရင်ပြန်ပိတ်တယ်ပြီးတော့အောက်ဘက်မှာ USB Type C အသွင်ပေါက်ပါမယ်အဲ့ Type C အသွင်ပေါက်ရဲ့ဘေးဘက်မှာ charging indicator လေးပါဆိုတော့တို့ဘူးထဲမှာ carrying pouch လေးပါတယ်နော် ပြီးတော့ဒီ Type C အသွင်ကြိုးပါမယ်ဟုတ်တယ်ဆိုတော့တို့က Type C ဖြစ်သွားတဲ့ခါကျတော့ခုခေတ်လိုမျိုးပေါ့နော် everything Type C ဖြစ်နေတဲ့ခေတ်ကြီးထဲမှာသူ့အတွက်ကြိုးတက်တက်ဆိုပြီးတော့ယူသွားစရာမလိုတော့ဘူးပြီးတော့တို့ကဒီ blade တွေကို cleaning လုပ်ပေးဖို့အတွက်ဒီ brush တက်သေးလေးလည်းပါတယ် cleaning လုပ်ဖို့ကလေတော့တော်တော်လေးတော့လွယ်တယ်ကျွန်တော်တို့ဒီအပေါ်တပိုင်းလုံးပေါ့နော်အဲ့ဒီတပိုင်းလုံးငါသွား magnet နဲ့ချိန်ထားတာဒီအပေါ်ဒီ blade အပိုင်းနဲ့ဒီအောက်ကမော်တာတွေ battery တွေထည့်ထားတဲ့ဘိုင်းတွေက magnet နဲ့ပဲလုပ်ထားတာဒီလိုလုပ်လိုက်ရင်တန်းပွင့်လာတာပဲဘာခလုံးမှလည်းနှိမ့်ချမလို့ဘာမှကိုလုပ်ချင်မလို့တိုင်းလုပ်လိုက်တာနဲ့ဟိုဇွီဇွီဆိုတန်းပွင့်သွားတာပဲပြန်တက်မယ်ပြန်ဖွင့်မယ်ပြန်တက်မယ်ပြန်ဖွင့်တော်တော်လေးအဆင်ပြေတယ်ဆိုတော့ okay ာဖွင့်လိုက်ပြီးပဲထားပါတော့ဖွင့်လိုက်ပြီးဆိုလို့ရှိရင်အထဲမှာသူက rotating plate လေးတွေမြင်ရမယ်ဆိုတော့ကျွန်တော်တို့ power ကိုပွင့်လိုက်ရင်အဲ့ဒီ rotating plate လေးတွေကလဲတာပေါ့နော်တော်တော်လေးကိုအတန်ကဒီ motor ရဲ့အတန်ကတော်တော်လေးကိုငြိမ်တာဒီလိုဖွင့်ထားလိုက်ရင်ပို့ပြီးတော့တိတာသေးတယ်ဒီကောင်တက်လိုက်ရင်ကျတော့အာတခြားဒီ metal blade တွေနဲ့ stainless steel blade တွေပါတွေနဲ့ interact ဖြစ်ပြီးတော့အတန်အောက်ထွက်တာတကယ်သူ့ရဲ့ motor ရဲ့အတန်တော်တော်လေးကိုငြိမ်တာโอเคထားပါတော့ပေါ့နော် ဆက်ဆက်ဆက်မယ်ဆက်မယ်ဆိုတော့ဒီဒီကောက်မှာအာဒီနှခမ်းမွေးကိုရိတ်ပေးမဲ့ plate လေးတွေကသူက stainless steel နဲ့လုပ်ထားတယ်ဆိုတော့ဒီတန်ကြီးတက်တာတို့ဘာညာတို့ကိုအမ်တိုင်းတာတစ်ခုထိကောက်ွယ်ပေးနိုင်တယ်ပေါ့နော်တကယ်လို့ခင်ဗျားတို့ကတုံးနာကြာလာလို့ plate တွေကအဆင်မပြေတော့ဘူးတုံးလာပြီဆိုလို့ရှိရင်လေဒီ parts လေးကို replacement parts အနေနဲ့ပြန်ပြီးတော့ဝယ်လို့ရမယ်လို့ပြောတယ် okay ဆိုတော့ shaver တွေအကြောင်းကျွန်တော် education လေးနည်းနည်းလုပ်ပေးမယ်ပေါ့နော်နည်းနည်းပြောပြမယ် ဆိုတော့ဒီလိုမျိုးအာလဲပြီးတော့ရိတ်တဲ့မျိုးသားပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီထိတ်မှာဒီလိုအဝိုင်းအဝိုင်းကြီးမြင်ရတဲ့မျိုးသားအဲ့ဒီကောင်ကို rotary shaver မျိုးသားလို့ခေါ်တယ်ဆိုတော့ तू ကဒီမှာလဲနေတဲ့အစိပ်ပိုင်းတစ်ခုရှိတယ်နော်အဲ့ဒီလဲနေတဲ့အစိပ်ပိုင်းကဒီမှာလာချိတ်ပြီးတော့ဒီထဲမှာရှိနေတဲ့ stainless steel blade နဲ့ချိတ်ဆက်ထားတယ်ဆိုတော့ဒီကောင်လဲရင် stainless steel blade ကလဲနေတယ်အဲ stainless steel blade အပေါ်မှာမှဒီကောင်ကဒီ metal gut လေးခံပေးထားတာ ဲ့ဒီ metal gun မှာသူကအပေါက်တရား direction မျိုးစုံရှိတယ်ဆိုတော့တနည်းအားဖြင့်ကိုရိတ်ချင်ပြီဆိုလို့ရှိရင်ဘာမှချိန်နေစရာမလိုဘူးကျွန်တော်ပုံမှန်တော့ချုပ်တီပါလေးနဲ့ရိတ်မယ်ဆိုလို့ရှိရင်နှာခမ်းမွေးကဒီလိုပေါက်တာဒီလိုပေါက်တာလားဒီလိုပေါက်တာလားအဲနှာခမ်းမွေးကချို့သူတွေဆို direction မောင်းစုံပေါက်တယ်ဒါသိရမလားအဲအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီလိုလေးရိတ်လာဒီလိုလေးရိတ်လာဒီလိုလေးလဲဒီလိုလေးရိတ်လာအဲလိုချိန်နေရတယ်အဲဒီကောင်းနေမှာကျတော့ direction ကိုလုံးဝညှိနေစရာမလိုဘူးခုကဆိုပြီးတန်းထိုးလိုက်သူအဆင်ပြေတဲ့အပေါက်ထဲဝင်ပြီးတော့ ငခမှုရချိန်ပြီးသားဖြစ်သွားလိမ့်နော်โอเคဆိုတော့လက်တွေ့စံတပ်ပြမယ်ပေါ့နော်ကျွန်တော်အခုရပိုင်းငခမှုမရိပ်ရတာနဲ့ကြာပြီပေါ့နော်အဲဒီကောင်လေးကိုစံပြခြင်းလို့ဆိုတော့ကျွန်တော်ရိပ်ပြโอเค ready ဆိုတော့ရိပ်မယ်ဆိုလို့ရှိရင်ဘာလို့ဖို့လို့လဲဆိုတော့ဘာမှမလုပ်နော်ဘလောက်တောင်ဒီကောင်ကိုတုံးရတာ convenient ဖြစ်လဲပြောပြမယ်ကိုညနာကိုကိုရိပ်နေတာကိုမှန်အောင်ကြည့်စရာမလိုโอเคကျွန်တော်ဟုတ်ပြဖွင့်လိုက်တယ်ဒီမှာထိုးထည့်လိုက်တယ် ဘလို့လုံးလုံးခင်ဗျားတို့ဘလို့ရိတ်ရိတ်ဘာမှငွားမဖြစ်ဘူးဘာထီမိမှာရှာမိမှာเนาะညက်သွားမှာညံဘလို့ခေါ်လဲတော့အာဓာရှာမိမှာအဲ့ဒါဒီစိတ်ပူနေကြမလို့ဘူးပေါ့เนาะသုံးရတာတော်တော်လေးလွယ်တယ်နမိုးလေးမိโอเคအာတေချာမနိုးသေးဘူးဆိုရင်တော့မှဒီလိုလေးညလုံးလေးကိုပဲပြီးတော့ဒီလိုလေးလောသွားလိုက်လို့ရှိရင် ခင်ဗျာနှက်ခမ်းမွေးခြေပြီးသားဖြစ်သွားပါပြီဆိုအမှန်နှက်ခမ်းမွေးပြောင်းလားမပြောင်းလားချက်ရှိုးကြည့်ရောင်းရလုံးဝဘာမှနည်းနည်းလေးမှမကျန်တော့โอเคဆိုတော့အဲ့လိုလေးရေးလို့ရတယ်ဗောနော်အထက်က blade ကသူ့ရဲ့လေနှုံးက10000 rpm ရှိတယ်ဆိုတော့ကျွန်တော်ခုနကတည်းကပြောလိုက်သလိုပဲအတန်လေ တော်တော်လေးကိုငိန်နေအတန်အုပ်အုပ်လေးပဲပြီးတော့ဒီကောင်ကရေဆိုလဲခံတယ်အာ IPX7 water resistance ရှိတယ်ဆိုတော့ရေချိုးရင်းဘာညာနဲ့လည်းရိတ်လို့တော့အဆင်ပြေတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ထပ်ပြလိုက်မယ်ဗျာနော်ခုရပိုင်းမှာထားပါတော့ဒီ나이ဝတ်လို့ရှိရင်လေတချို့အာတိတ်မကောင်းတဲ့အမ် bracelet ဒီမှာဒီနားလေးကျွန်တော်အမွှေးလေးနည်းနည်းညှက်နေလို့အဲ့နားလေးကိုကျွန်တော်မွှေးရိတ်ကြည့် နော်အဲ့ဒါဆိုလို့ရှိရင်လေဟာမခမရတော့ဖြစ်နေကြမလို့ဒီလို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 ဆက်ပြတိုက်ရလို့အမခမရတော့ဖြစ်နေကြမလို့နော်โอเคအဲ့လိုရှိရင်အိမ်နာအမွှေးကြီးမရှိတော့ဘူးပြောင်းသွားပြီအဲ့ဆောက်အဆင်ပြေတယ်ပေါ့နော် ဆိုတော့ဒီလူနေရာမျိုးမှာလည်းအဲတင့်တော့တင့်တော်တယ်ပြီးနော်ဒီလက်မွေးလောက်လေးတိတ်ပြီးတော့ကျွန်တော်လောက်လက်မွေးမထူတဲ့သူပေါ့ဗျာနော်အဲ့လောက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါပေမဲ့တခုသတိထားဖို့လိုတာကနော်ဒီ rotary shaver အမျိုးအစားကြီးပေါ့နော်ဒီလိုမျိုးထိတ်ကနေလဲတဲ့ကောင်တွေကတကယ်တမ်းကတော့လေနှခမ်းမွေးမုတ်စိတ်မွေးဒီမျက်နှာပေါ်မှာရှိတဲ့အမွှေးတွေနဲ့ရိတ်ဖို့အသင့်တော်ဆုံးပဲ ဥပမာနော်အရင် sensitive ဖြစ်တဲ့ area တော့နော်အရင်အမွှေးထူတဲ့ area တော့အရင်အမွှေးရှည်တဲ့ area တော့နော်မေးစီခင်ဗျာဘာလို့စဉ်းစားနေလဲကျွန်တော်သိတယ်အဲ့ဒါမျိုးတော့သွားမစမ်းနဲ့အဲ့ဒါမျိုးကတော့မသိတော့โอเคအဲ့လိုမျိုးတွေသွားလှုပ်လိုက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ဒီကောင်အမွှေးရင်ရှည်လို့ရှိရင်ဟိုဘယ်လိုခေါ်မလဲအမွှေးကိုနည်းနည်းဆွဲနှုတ်တလို့ခံစားချက်မျိုးလေးဖြစ်နိုင်တယ်ဗောနော်နည်းနည်းနာမယ်ပေါ့ဗျာနော်အဲ့တော့ဒီကောင်ဘယ်လိုမျိုးနဲ့မှတင့်တော်လဲဆိုတော့ ဂျန်ဖန်ရန်ခါရိတ်မယ်နေနေတတူကရိတ်မယ်ဒါမှမဟုတ်တပတ်ကိုနှစ်ခါသုံးခါလောက်ရိတ်မယ်ဒီနှခမ်းမုံစိတ်မျိုးအရန်ကြီးမရှိခင်အရန်ကြီးမထူခင်မှာရိတ်မယ်ဆိုရင်တင်းတော်โอเคဆိုတော့ကျွန်တော်တို့ battery life ကြောင်းဆက်နော် battery life အနေနဲ့မှာကျွန်တော်စမ်းသုံးနေတာဒီကောင်နှစ်ပတ်ကျော်ကျော်လောက်ရှိပြီပေါ့နော်အဲ့ဒီအတွင်းမှာတော့တစ်ခါမှဒီကောင်ကိုအပြန်မသွင်းရသေးဘူး battery အနေနဲ့မှာဒီကောင်ကအကောင်လေးကလည်းတည်တည်လေးဆိုတော့ battery ခက်တည်တည်လေးပေါ့နော်350 mAh ပါတယ် ီး body နဲ့မှာတော့ motor တွေပါနေဆိုအရင်သေးတယ်ထဲတော့မပေါ့ဟုတ်ပါတော့နော် battery life ကတော့ကျွန်တော်လိုမျိုးရိပ်မယ်ဆိုလို့ရှိရင်ဆိုလိုချင်တာနေတိုင်းရိပ်မှာမဟုတ်ဘူးနော်တပတ်ကိုနှစ်ချိန်လောက်ရိပ်မယ်ဆိုလို့ရှိရင်ဒီကောင်ကတစ်လဝင်းကျင်လောက်တော့ခြံလိုက်မယ် shaving session ဆယ်ခုလောက်ကိုတော့ခင်ဗျားတို့ကောင်းကောင်းမျှော်လင့်ထားလို့ရတယ်ဗောနော် okay ဆိုတော့ဒီ video ကြည့်နေရင်လည်းခင်ဗျားစဉ်းစားလိုက်မယ်ဗောနော်ဘသူတွေအတွက် electric shaver တင့်တော်ပြီးတော့ဘလို့သူတွေအတွက်မတင့်တော်ဘူးလဲဆိုတာကိုပြောပြမယ် အဓိကကကျွန်တော်တို့ခဏခဏဓာရှာတတ်တဲ့ညီကိုများအတွက်ကတော့ဒီကောင်လေးကတော်တော်လေးအဆင်ပြေလိမ့်မယ်အလောတကြီးနဲ့နော်ဟာမနေ့ကမိုးလင်းနေပြီဂျုံကလည်းသွားဖို့ကနောက်ကျနေပြီနှာခမ်းမွေးလည်းမကျေရသေးဘူးအာအလောတကြီးနဲ့စစ်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 ရိတ်လိုက်တယ်ရှာသွားတယ်သူ့ရေထွက်လာတယ်အဲအဲ့လိုမျိုးတွေအရန်ဖြစ်တတ်တဲ့ဘဲမျိုးဆိုလို့ရှိရင်တော့ဒီလိုကောင်မျိုးလေးနဲ့ကတော်တော်လေးအဆင်ပြေလိမ့်မယ်နော်ဒီကောင်မှအဲ့လိုနှာခမ်းမွေးရိတ်ရင်းနဲ့ရှာသွားတယ်ထိသွားတယ်ဆိုတာမျိုးလုံးဝရှိမှာမဟုတ်နစ်စီကတ်စီရှိမှာမဟုတ် ဆိုတော့ဒီ rotary ကောင်းနေမှာအဓိကအားနေချက်ကဘာရှိမလဲဆိုတော့လုံးဝကြီး perfect baby face တော့မဖြစ်ဘူးလုံးဝလုံးဝကြီးအပြောင်တော့ရိတ်လို့မရဘူးသိလားသူကမထိခိုက်အောင်လို့အပေါ်မှာဒီ metal guard လေးခံပေးထားရတဲ့အခါကျတော့နည်းနည်းဘူတူလေးတော့တဲတဲလေးပစ္စည်းလေးတော့ကြံနေခဲ့လိမ့်မယ်အမြင်ရမှာတော့ clean shave ဖြစ်တယ်အခုကင်မရာထဲမှာခင်ဗျားတို့ကျွန်တော်နှာခမ်းမိုးစိမ်းကိုကြည့်ကြည့်လိုက်ဒါ clean shave ဖြစ်တယ်လို့ခံစားရတယ်ဒါပေမဲ့ကိုယ့်ဘာသာကိုလက်နဲ့ကင်ကြည့်ရင်တော့ အမွှေးကြမ်းကြမ်းတသေးလေးတွေတူတူလေးတွေတော့အနှင်းငယ်လေးကြံခဲ့လိမ့်မယ်သိမလားကိုမမိမတွေစော်ရရှိတယ်ဆိုလို့ရှိရင်ဟောချစ်ကောက်လေးကွာဆိုပြီးတော့သိမလားတပတ်လို့ရတဲ့အနေထားလို့ပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ခင်ဗျားတို့မျိုးလုံးနဲ့မြင်ပါပါနော်ယောက်ျားလေးတွေသဘောပေါက်ပါတယ်ကျွန်တော်အများကြီးရှင်းပြစီအောင်မလုပ်တော့ပါဘူးဟုတ်ဟေ့ဒါလောက်ဆိုလို့ရှိရင်တော့ဒီလို product မျိုးအတွက်နော်ခင်ဗျားတို့တည်ကျင်တဲ့ဟာတည်တင်တဲ့ဟာတွေကိုတည်သွားရလောက်ပြီလို့ထင်တယ်ဆိုတော့ဒီကောင်ရဲ့ဈေးနှုန်းပေါ့နော်ဒီကောင်ရဲ့ဈေးနှုန်းကတော့လောလောဆယ်မှာ 9900နဲ့ရောင်းတယ်ဆိုတော့ဘလို့မြင်လဲပေါ့เนาะခမ ्या တို့ရောညနာဘောကအမွှေးတွေကိုဘလို့ဖြည့်ရှင်းနေကြလဲဒီလိုမျိုး electric shaver လေးတွေရောတုံးဘူးသလားခမ ्या တို့ရဲ့အတွေ့အကြုံတွေကိုလည်းကျွန်တော်ကြားကျင်တယ်ပေါ့เนาะဆိုတော့အောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှုံးမေးမြန်းတော့လို့ရပါတယ်โอเคနောက်နေ့မှတွေ့တော့